ျွန်တော်အခုပြောပြသွားမှာကရွှေတဂုံစီတီတော်တမိုင်းမတန်းအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ရွှေတဂုံစီတီတော်မှာ326ပေမြင့်ပြီးရန်ကုန်မြို့ရှိတိန်ကုတ်တရကုန်းတော်ပေါ်တွင်တည်ရှိပါတယ်။လေးစုတပ်ပုံရွှေတဂုံဟုလည်းခေါ်ရင်းကြပါတယ်။စီတီအစရွှေတဂုံကလို့လည်းဆိုကြပါတယ်။အမိခေါ်တွင်ပုံကတော့ရန်ကုန်တိုင်းဟုမပေါ်လွင်ခင်ကဥက္ကလာပါမင်းကြီးစိုးစံရာဥက္ကလာပါတိုင်းဥက္ကလာပါမြို့ကြီးဟုတိမှတ်ခဲ့ကြသည်။ နောင်သောအခါဗလိကနှင့်တပုကဂုံတယ်ညီနောင်တို့ကမျက်စွာဖျားဆန်တော်များအသက်ဆောင်လာခဲ့ပြီးတင်ဂုတ်တရာဂုံတော်ပေါ်တွင်စေတီတီထားခဲ့ကြပြီးထိုစေတီတော်ထဲတွင်ဂေါတမမျက်စွာဖျားဤဆန်တော်ရှစ်စုနှင့်တကွရှိရှိသောဖျားသုံးစုတို့၏အမွေနှင့်များထည့်သွင်းထားခြင်းကြောင့်တိဂုံမစေတီဟုအမည်တွင်ခဲ့လေတော်သည်ထိုတိဂုံပမသည်တဂုံအဖြစ်သို့ရောက်ရှိခဲ့ပြီးမူလမျိုးအမိွယ်ကတဂုံတိုင်းတမုတ်ခဲ့ကြသည် တတိယမြန်မာနိုင်ငံကိုတီထောင်ခဲ့သော အလောင်းမင်းတရားလက်ထက်တွင်မွန်တို့ကိုတိုက်ခိုက်အောင်မြင်ပြီးနောက်တကုံကိုရန်ကုန်ဟုအမည်ပြောင်းလည်ခဲ့သည်ထိုအချိန်မှစ၍တကုံဘဆန်တော်ရှင်စီတော်သည်မြန်မာပြည်တွင်မှတာမကကပတ်တဝမ်းမှရွှေတကုံဟုသော အမည်နာမဖြင့်ခေါ်ဝေါ်ခဲ့ကြသည်တမိုင်းကြောင်းကတော့ BC 9ရရှိဆက်ရှိယနေ့မြန်မာနိုင်ငံအောက်ပိုင်းရန်ကုန်မြို့အနီးတစ်ဝိုက်တွင်တရှိခဲ့သောဥက္ကလာပမင်းကြီး၏နိုင်ငံတော်တွင်ပါဝင်သောအသိဉာဏ်မျိုး၌တူဝနအမည်ရှိသောတထေးကြီးတဦးရှိလေသည်ထိုတထေးကြီးတွင်တဖူးတစ်နှင့်ဗလိကဟူသောသားနှစ်ယောက်ရှိသည်ယင်းတို့သည်ကုံတယ်များဖြစ်ကြသည်ယင်းကုံသည်ညီနောင်တို့သည် ကုံများကိုတင်မောဖြင့်တင်ဆောင်ကမစ္စည်းမတေတာသို့ကုံရောက်သွားကြသည် မက်ဆီမဒေတာပင်လေစိတ်ကန်းတို့ရောက်တော့ခါတင်မောကိုစိုက်ကက်ကြောက်ချရွေကုံများကိုလဲစီပေါင်း900ပေါ်တို့တင်ဆောင်ကမက်ဆီမဒေတာ၌လှဲ့လေရောင်းချကြသည်တဖူးတာပလိကကုံတယ်ညီနောင်အဖွဲ့သည်ဘောဒီပင်အနီးသို့ရောက်ရှိလာခဲ့ကြ၏။ကုံတယ်တို့မဟာဘောဒီပင်အနီးသို့ရောက်ပြီးတနေ့ရုပ်ကဆိုးနဲ့တီကုံတယ်ညီနောင်အားကိုထင်ပြခဲ့၏။ ကုံတဲ့ညီနောင်တို့သည်ယုတ်ကဆိုးနှက်အားမြင်လျင်အံ့ဩသွားကြ၏အတင်မီသူနီးဟုမေး၏ယုတ်ကဆိုးနှက်ကအမောင်တို့နားထောင်လောကျွန်ုပ်ကတခြားမဟုတ်ကျွန်ုပ်သည်ဟိုးဘွားကအမောင်တို့နှင့်ဆွေမျိုးတော်ဆက်ခဲ့သူများဖြစ်ပြီးကျွန်ုပ်သည်ဟိုးရှိဘွားကကောင်းမှုကောင်းကျိုးများပြုခဲ့သူဖြစ်သည်ဖြင့်ယခုဘွားတွင်ယုတ်ကဆိုးနှက်ဖြစ်ခဲ့သည်အမောင်တို့ယခုတင်တို့ထံသို့ရောက်ခဲ့သည်မှာတင်တို့နှင့်ကျွန်ုပ်သည် ယခင်ဘဝဆွေမျိုးတော်ဆက်ဖူးသူဖြစ်သည်ဖြင့်တင်တို့အားအကျိုးပြုရန်ဤသို့ကိုထင်ပြရခြင်းဖြစ်သည်အမောင်တို့ဟုပြောသည်ကုံတဲ့ညီနောင်ကအတင်ကမိတို့အကျိုးပြုဖို့လာသည်ဟုယုတ်ကဆိုးနတ်ကမေး၏ထိုအခါယုတ်ကဆိုးနတ်ကနားထောင်လော့အမောင်တို့ကျောင်းတင်တို့အားအကျိုးပြုသည်ဆိုသည်မှာအခြားမဟုတ်ပါပြောရလျင် အမောင်တို့ရောက်ရှိနေသည့်မစိမတ်ဒေတာတွင်သုံးလောကထွတ်ထားရှင်တော်မြတ်ဖရာဟာ ကွင့်တော်မူပြီးလင်းလုံးပင်ချေရင်မှာသတင်းသုံးဆန်တော်မူနေတာမို့အမောင်တို့တွားရောက်ကူစော်တော့တိုက်တွန်းလန်းညွန်လိုရဲ့အမောင်တို့ဟုဆိုလျင်တဖူးတစ်နှစ်ဗလိကကုံတဲ့ညီနောင်တို့အလွန်တရာဝမ်းမြောက်ကြည်ညူသွားကြ၏ချက်ချင်းပင်ဒါဆိုကျမုပ်အားလန်းညွန်ပြပါရုပ်ကဆိုးနတ်ဟုပြော၏ထို့နောက်ရုပ်ကဆိုးနတ်သည်တဖူးတစ်နှစ်ဗလိကကုံတဲ့ညီနောင်တို့အားဖျားရှင်သတင်းသုံးရာလင်းလုံးပင်အားလန်းညွန်ပြခဲ့၏ဒီအခါကုံဒီညီနောင်တို့သည် တတပီတိအပြည့်နှင့်ဖះရှင်တည်င်းသုံးရာလင်းလုံးပင်ရင်တို့တွားကြ၏မြတ်စွာဘုရားရှင်အားမုံကျွကျော်ပြားမုတ်ထုတ်တို့နှင့်ဘုရားရှင်အားလူတန်းပူဇော်ခြင်းပြု၏ကုံတယ်ညီနောင်တို့မြတ်စွာဘုရားရှင်အားမုံကျွကျော်ပြားမုတ်ထုတ်တို့နှင့်ပူဇော်တက္ကာကပြုလူတန်းခဲ့သည်ဘုရားရှင်မှဤသို့လူတန်းပူဇော်ခဲ့ပြီးအတွက်ဗုဒ္ဓံတိန်နံကိစ္ဆာမိဓမ္မံတိန်နံကိစ္ဆာမိဟူသည့်ဒွေဝါစီကတရဏဂုံတိခဲ့ကုန်၏ ထိုစဉ်ကဖရာယတနာတရားယတနာတဲဟူသည့်ယတနာနှစ်ပါးသည်သာပေါ်ထွန်းခဲ့ပြီးတန်ခါယတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေထို့ကြောင့်လူသူအများသည့်ယတနာနှစ်ပါးအားသာစိတ်ကပ်ပူဇော်နေကြကုန်၏ဘုဒ္ဓဝင်သမိုင်းကိုပြန်ကြည့်လျင်ဂေါတမဖရာရှင်လက်ထက်၌တဖုတ်နှင့် ဗလိကကုံတညီနောင်တို့သည် ထူးခြားစွာဖျားရှင်အားပထမဆုံးဆုံးကရသူနှင့်ပထမဆုံးတရလကုံတည်သူများဖြစ်ခဲ့ပြီးဖျားရှင်အားပူဇော်ခွင့်ဆုံးကခွင့်ရခဲ့သည့်အတွက်ပီတိဖြစ်ခဲ့ရသည့်တဖို့နှင့်ဗလိကကုံတညီနောင်တို့သည်ဆုံးကလူပူဇော်ပြီးလျှင်အရှင်ဖုရားတပည့်တော်တို့အရှင်မြတ်ဖုရားအားထာဝရကိုးကွယ်စီကပ်ပူဇော်နိုင်ရန်ဖုရားရှင်ကိုစားပူဇော်ရတခုအားပေးသနာတော်မူပါဖုရားဟုလျှောက်ထားလေ၏ ကောင်းပြီချစ်သားတို့မိတော်မူပြီးတကားလာဦးကောင်းတော်အားသုံးသက်ပြီးစံတော်မြတ်ရှစ်စုအားကုံတယ်ညီနောင်တို့အားပေးသနာတော်မူရာတဖို့တနည်းပလိကကုံဒီညီနောင်တို့သည်ဝမ်းမြောက်ပီတိအပြည့်နှင့်ဗုဒ္ဓဖျားရှင်ဤစံတော်ရှစ်စုအားတင်မောနှင့်ပြေဆောင်ကဥက္ကလပတိုင်းပြည်သို့ပြန်ခဲ့၏ တဖူးတနည်းဗလိကကုံတဲ့ညီနောင်တို့ဖះရှင်ဤဆန်တော် ရှစ်စုအားပင့်ဆောင်ကဥက္ကလပတိုင်းပြည်သူပြန်လာလျင်ဥက္ကလပတိုင်းဤပြည့်ရှင်မင်းမြတ်ဥက္ကလပမင်းကြီးနှင့်တကွာပြည်သူတို့ကတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုကဖူးမြော်ကြည်ညိုကြဤထို့တူဆန်တော်လေးစုအားစေတီတော်အဖြစ်တည်ထားကိုးကွယ်ရန် ဆုံးဖြတ်ကြဤစေတီတော်အားတင်ဂုတ်တရကုံတော်၌တည်ထားကိုးကွယ်ရန်မင်းနှင့်ပြည်သူတို့ကဆုံးဖြတ်ပြီးတင်ဂုတ်တရကုံတော်သို့ပင့်ဆောင်ခဲ့ဤ ်တင်ဂုတ်တရာဂုံတော်သို့ရောက်လျင်ဗုဒ္ဓဖျားရှင်ဤစံတော်လေးစူအားကြီးကျယ်ခမ်းနားသည့်စံကြောင်းမန္တကြီးဆောက်လုပ်၍ပူဇော်ခဲ့သည်ရင်းစံကြောင်းမန္တနေရ၌အထိမ့်မတ်စေတီတစုတည်ထားခဲ့ကြ၏ထိုစေတီသည်နောင်တော်ကြီးစေတီဟုအမည်တွင်၏ဩကလာဘမင်းကြီးတီထားကိုးကွယ်တော်မူသောရွှေတကုံစေတီတော်ကြီး၌ဖျားလေးစု၏တတ်တော်မြတ်လေးစုကို ထပ်နာထားသည်ဟုအဆိုရှိသည်ဗုဒ္ဓမြတ်စွာတို့၏စံတော်မြတ်တတော်မြတ်တို့အားရန်သူတို့အလွဲတကူမဖြည့်စည်းနိုင်ရန်အတွက်နတ်တို့သည်ထပ်နာတိုက်ခဲ့တွင်တည်ရန်ကြံရွယ်ပြီးတိန်ဂုတ်တရကုန်းတော်အလဲတဲတဲ၌ဆောက်လေးရလေးတောင်အနံ၄၄တောင်ရှိသည့်ဥမင်လိုင်ကောင်းတခုတုခဲ့၏ထိုဥမင်လိုင်ကောင်းတွင်၌စူးလေးနှင့်ကြီးထံမှရရှိသောကကုတံမြတ်စွာဘုရားရှင်၏ တောင်ဝေးတော်ရောဟဏီမီသောဘိုးတထောင်နဲ့ကြီးထံမှရရှိသည့်ကောနာကမနာမြတ်စွာဘုရားရှင်ဤဝေစစ်တော်တက္ကိနာမီသောသင်္ကန်းကျွန်းစိုက်ကဆန်နဲ့ကြီးထံမှရရှိသည့်တတပမြတ်စွာဘုရားရှင်ဤရေတနုတ်သင်္ကန်းတော်မြတ် တဖူးတနည်းဗလိကညီနောင်တို့ထံမှရရှိသောဂေါတမမြတ်စွာဘုရားရှင်ဤစံတော်မြတ်လေးစုအားမဟာတကရတရာ၃ခုနှင့်တပေါင်းလာပြည်နေ၌ကြောက်ဖြာခင်းကာများပြုလုပ်၍ဌာပနာတိုက်ထဲတွင်တော်မူခဲ့သည်ထိုစံတော်တတို့ကိုအာအမိတရာညီတော်မော်ဘိနက်ကြီးကဆောင်ရသည်ဟု မော်တော်ရာဇာဝင်တမိုင်းနှင့်ရွှေတဂုံတမိုင်းအခြားပညာရှိတို့ကဆိုကြသည်ထို့နောက်ကြောက်ဖြာတိုက်ဤအထက်၌ကြောက်ဖြာတင်၍ ဌာပနာတိုက်အားပိတ်ခဲ့ဤဥက္ကလာပမင်းကြီးနှင့်ပြည်သူများပူးပေါင်း၍ဌာပနာတိုက်ကြောက်ဖြာထန်၌ညံတော်၄၄တောင်အမြင့်ရှိသည့်ဇေဒီတော်မြတ်တဆူအားတိထားကူးကွယ်ခဲ့ပြီးထိုဇေဒီအားတိကုံမဇေဒီတော်ဝှက်ချီမော်ကွန်ထုတ်ခဲ့၏ထိုတိကုံမဇေဒီတော်သည်ဂေါတမဘုရားရှင်၏တာသနာတော်မှာကမ္ဘာမြေပြင်တွင်ပထမဦးဆုံးဇေဒီဖြစ်ဤထို့ကြောင့်မြန်မာနိုင်ငံ၌တာသနာအစရွှေတဂုံကဟုကပီးထိုးမော်ကွန်တင်ခဲ့ပြီးဖြစ်သည် ီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်